ဒီနေ့ Microsoft Word ထဲမှာ calendar ပုံလေးဆွဲရမယ်ပြောမယ်เนาะအဲ့တော့ calendar ပုံဆွဲတဲ့အခါမှာဒါဆိုရင်အစင်းသင်းရှိပြီးသား calendar ကိုယူဆွဲလို့ရတယ်အဲ့တော့အဲ့လိုမျိုးအစင်းသင်းရှိပြီးသား calendar ပုံစံကိုယူဆွဲခြင်းလေဆိုရင်ဒီမှာစာရွက်အသစ်ထဲကနေကြာလို့ရတယ် Microsoft မှာမဒီ Microsoft မှာတော့အခုဒီဆက်မှာထည့်ထားတယ်ဒါ version က2019ထည့်ထားတယ်เนาะအဲ့တော့2019ထည့်ထားတဲ့ version မှာဆိုရင်ဒီ F5 နဲ့ကဒီမှာ new သွားလိုက်တဲ့အချိန်မှာဒီမှာ search for online template ဆိုတာလေးရှိတယ် connection ထိတ်ထားခြင်းမှာဒီ box ထဲမှာရိုက်ထည့်လို့ရတယ် CA ဒီ calendar calendar လို့ရပြီ enter ခေါက်မယ်เนาะအဲဆိုရင် calendar နဲ့ပတ်သက်တဲ့ box ဒီဒီအမပုံလေးပြထားပြီးနော်အဲဒါဒီပုံစံလေးလိုချင်တာလားတော့မဟုတ်ရင်တခြားပုံစံတော့ blue calendar မျိုးစားလိုချင်တာလေးရွေးပြီး အဲ့တော့ဒီမှာဒါဆိုရင်အလှရလိုက်လုပ်ထားတာ banner calendar ဆိုတာရှိတယ်ဒါမှမဟုတ်ဒီ output လေးမှာရှိတယ်နော်နောက်ဒီ output မှာဒီလိုထောင်းရေးဘူးထောင်းရိုးနှိပ်ကြခုလိုချင်တဲ့ calendar ပုံစံအော်ဒီပုံစံလေးဆို photo calendar ပုံလေးရဲ့ calendar လေးရဲ့ရောသွားတယ်နော်အဲ့ဒါဆိုလိုပုံစံမျိုးလေးကိုတန်ပြီးတော့ရွေးလိုက်လို့ရတယ်ရွေးပြီးသွားရင်တော့ဒီမှာ create ဆိုတာပြီးသွားလို့ရတယ်ဒါကကြတော့2019 version မှာကိုထည့်ထားတာ okay နဲ့သွားလို့ရတယ်ကိုထည့်ထားတဲ့ calendar ပုံစံပေါ့ကိုပါကိုဒီလိုပုံစံလေးလုပ်ချင်တယ် ဲ့တော့ကိုပါကိုဒီလိုပုံစံလေးလှုပ်ရှင်နေဆိုရင်တော့စားပြည့်အသစ်ထဲမှာတော့ပါလေဆိုရင်ဒီပုံလေးကိုခေါ်ထည့်လို့ရတယ်ဘောက်စ်ဒီခေါ်ထည့်လို့ရတယ်ဒီအကွက်လေးကြီးကတိပဲနဲ့တုံးပြီးခေါ်ထည့်လို့ရတယ်အဲ့တော့ဒီပုံစံလေးကိုနမူနာလုပ်မယ်နော်အဲ့တော့ဒီပုံစံရဖို့အတွက်ဆိုရင်အရင်ဆုံးစားပြည့်အလုပ်တွေစာယူကြမယ်အဲ့ဒါဆိုရင်အလုတ်ကညူးနဲ့သွားကြည့်လိုက်မယ်။ညူးနဲ့သွားပြီးရင်တော့ဒီပုံလေးမှာလေအရင်ဆုံး print ကြည့်လိုက်မယ်။ control p ဒါဆိုရင်ဒီပုံကစာရွက်ကိုထောင်လိုက်လုပ်ထားတဲ့ပုံစံနော်ကိုကအလျောက်လိုက်လိုချင်တယ်ဒီပုံစံကိုပဲအလျောက်လိုက်ပုံစံလိုချင်တယ်ဆိုရင်စာရွက်ယူခနေကိုပါစာရွက်ကိုအလျောက်လိုက်ညူးပြီးတော့ဒါ blank document ရွှေ့လိုက်ပြီးပြီးတော့ရင်စာရွက်အလျောက်လိုက်ပြင်ရမယ်၄ရောက်ထဲမှာ orientation မှာ landscape ကိုရွှေ့ပြင်စာရွက်က A4 paper size လေးကိုရွှေ့ပြရမယ် margin လေးတွေကိုကအသေးလေးတွေယူပါဆိုရင် margin အသေးဆုံးလေးထပ်ထား နော် normal margin ဒီအောက်မှာ narrow ထပ်ထားလိုက်မယ်ဒီတိုင်းတော့ဒီပုံစံလေးရဖို့ဆိုရင်ဟိုကဒီထိတ်ဆုံးအောင် pass ထင်မှာသူက color လေးနဲ့ရှိနေတာဟုတ်လားနမူနာပုံလေးပြန်ပြမယ်နော်အာဒီပုံစံလေးလုပ်ကြည့်ပါဒီပုံစံလုပ်မလို့ဆိုရင်ဒီအလဲဒီမှာဒီမှာ pass လေးတခုရှိတယ်နောက်ထပ်ဒီမှာ pass လေးတခုရှိတယ်နော်အဲ့ pass လေးတွေကိုသူကရောင်လေးထည့်ပြီးသွားမှာဆိုတာ test box ဖြစ်သွားတော့ပါလိမ့်မယ်။အဲ့တော့ insert တွေက test part. Sorry, a little bit actually. Now, the lessons are you know. So, insert data. Test part. With the also ma. Simple test part, which is here. Kind of you like the yarn. We will do a yes, I swear, Mr. Draw test part, you like the yarn. So, a simple test part to ma. Sabi, your term. September. စက်တင်ဘာ2024ပေါ့နော်ဒီကရင်သူ့ကိုဆက်လက်မှတ် control a ဆက်လက်မှတ်ပြီးသွားရင်သူ့ကိုအယောင်နေဖြည့်လို့ရတယ်စာသားအယောင်နေဖြည့်လို့ရတယ်ဆိုတော့သူ့ loss နောက်ခံအယောင်နေဖြည့်တာနဲ့ဒီနောက်ခံအယောင်နောက်ကအရာဖြစ်မယ်နောက်ကအောက်လိုင်းကိုလည်းဖြောက်လိုက်မယ်လူအောက်လိုင်းသွားလိုက်မယ်နောက်စာသားအရာဖြစ်မှုအတွက်ဆိုရင်တော့ home name ကနော်ဒါလေးတွေလည်းပြင်ပြီးသွားလိုက် ်ညဖောင်ပြင်ကျင်နေဆိုရင်ဒီမှာဖောင်လေးပြင်ပေါ့လိုချင်တဲ့ဖောင်ပုံစံလေးပြင်ဒီ box လေးကိုလိုချင်တာဒီဘက်ထိပ်ဖက်လိုချင်နေဆိုရင်ဒီဘက်ထိပ်ဖက်ကိုနေရာလေးရွှေ့ထားနောက်ထပ် box တစ်ခုဒါဒီ box ကိုကိုကအပြည့်ယူမယ်ဆိုရင်အပြည့်လေးဆွဲချက်ထားလိုက်နေရာလေးနှစ်ခုပြအောင်ထားပြီးပြီးတော့ဆွဲချက်နော် ွဲချက်ထားပြီးတော့သူဒီစာလေးကိုဟိုက justify လုပ်ထားလိုက်ဟိုဘက်နဲ့ဒီဘက်နဲ့ဒါမှမဟုတ်ရင်နေရာလေးကိုဟိုဘက်ဒီဘက်ရွှေ့ကျင်တယ်ဆိုရင်ဟိုဘက်ဒီဘက်ရွှေ့ဒါအခုလိုဂျင်းရဲ့ပုံစံအတိုင်းလောက်ထားလိုက်ရတယ်နော်ပြီးရင်ဒါကတော့ဘိုးလုပ်ခြင်းဘိုးလုပ်ထားလိုက်ရတယ်စလုံး size တွေထပ်ပြီးတော့ပြင်ခြင်းထပ်ပြင်ထားလိုက်ရတယ်အဲ့တော့စာလေးကိုအပေါ်နည်းနည်းလေးပြန်တိုးလိုက်နည်း insertion white ထားပြီးတော့ best way နဲ့ပြန်တိုးလိုက်နော်အဲ့တော့အပေါ်ဘာစတီတစ်ခု သွားရင်ဒီ boss ကို shield ကိုပြန်ကတ်ချင်တယ်ဆိုပြရတယ်ဒီဘက်ကိုပြန်သွားလိုက်နော် shield ကိုပြန်သွားပြီးရင် best fit ပြန်သွား pool လေးပြန်လုပ်လိုက်စာလေးကိုဆက်လက်မှ pool လို့ဒီကမှာ insertion wire ရတယ် best fit အဲ့ဆိုရင်စာလေးအပေါ်ပြင်ရပါမယ်။ဒါအခုလိုချင်းနဲ့ပုံစံအတိုင်းပြင်လိုက်ရ တော့ပြင်ပြီးသွားပြီဆိုရင်တော့နော်ဒီအောက်မှာကပုံလေးထပ်ဖို့ထည့်တော့မယ်ပုံခေါ်ထည့်မယ်ဆိုရင် insert ထည့်တာပဲပြီးရင် shape ထည့်ရကိုထည့်မယ် shape ရတာအဲ့လိုပါမယ်ဒီမှာ shape ပါလို့တန်နေ box ကိုရှိရ shape ပြီးအဲ့ shape ထည့်မှာဆိုရင်ဒီသူ့ကိုအတူတူချင်းဒီပုံရအောင်ပုံလေးရွှေ့ ော်လေးရနေရရှိပြီးအဲ့ထက်မှာအယောင်ဖြစ်မယ်ပုံထက်မယ်ပေါ့ပုံထက်မယ်ဆိုရှိတ်ပြေးလေးရပုံထက်ခြင်းဒီမှာ picture လေးကိုယူလိုက်နော်ပြီးရင်တော့ from file ဆိုပြီးတော့ကုတီချက်မှာရှိရပုံလေးတစ်ပုံခေါ်ထည့်လိုက်ပေါ့ image ပုံလေးခေါ်ထည့်မယ်ဆို image နော်အဲဒါဆိုရင်ပုံလေးရသွားမယ်နောက်တစ်ခုကဘယ်လိုလေးတွားလို့ရအောင်လဲဆိုအောက်မှာ table ခေါ်ထည့်တော့မယ် table ခေါ်ထည့်မယ်ဆိုရင်တော့ insert table ပြီးရင် insert table ကိုကဘာလို့လဲဆိုရင်လာမှာစက်တင်ဘာဒီလိုမျိုးကနေတွားပြီးရွေးလို့လည်းရတယ်နော်ကိုက column ကဒါဆိုရင်ခုနှစ်ခုလို့မယ်ပေါ့နော်ဒါဆိုရင် column ခုနှစ်ခုကိုက6ခုဆိုရင်ဒီလိုအောက်ကိုဆက်ရွှေ့သွားတာဒါဆိုရင်ခုနှစ်မြောက်၄ခုနှစ်မြောက်6ဆိုပြီးတော့နော်ထိတ်ဆုံးမှနေရလိမ့်မယ်ဒါဆိုရင် row column ခုနှစ်ခု row 6ခုရွှေ့လိုက်လို့ရတယ်ပြီးတော့သူ့အနေအားရွှေ့မှဖြစ်တဲ့အတွက်ပြီးပြီးအောက်ကိုဆွဲချတယ်ဒီမှာဒီလိုမြားလေးကလေးဖြစ်မယ်နော်ဖြစ်တဲ့အချိန်မှာ ့အောက်ကိုပြန်ဆွဲချလိုက်ပြရတယ်။ဒါဒီဘက်ကိုအောက်ကိုဆွဲချမယ်။ဒါဒီဘက်ဒီအနောက်မှာရောက်နေ။မတိဘဲအိုင်ကွန်လေးတွေ့ရနော်။အဲ့လေးကိုတင်ဒီဘက်အောက်ကိုဆွဲချလိုက်။နောက်ထပ်ထပ်ပြီးဆွဲချအောင်မယ်။အောက်ကိုတင်ဆွဲချ။အဲ့တော့ဒါလေးကိုကြတော့ကိုယ်ကပြင်တော့မယ်။ဒါဆိုရင်အမြင့်လေးပြင်သွားလို့ရတယ်နော်။ပြင်ချောင်းလေးကိုတင်ဒါလေးကိုပြင်ပြီးတော့ပို့လုံးရွှေလိုက် ါလေဒါလေးရတယ်နေရာလေးချိန်ပြရအောင်နော်အဲ့တော့အချင်းကျပြင်ချင်ဒီ PD ကနေပြင်ပေါ့နော်အဲ့ထဲမှာမှဗာလေးထပ်လုပ်မယ်ဆိုရင်ဒီမှာ sentiment ကြီးလိုက်လိုက်ရပြီ yes sentiment sentiment တပီးခေါ်ပြရနော် mandy and uh, ဒီအရှိပါ Friday ဒီခုံခုံပြီးရိုက်ပါတယ်နော်တေဘယ်ထဲမှာဆိုင်ရတဲ့ခါ Friday Saturday ရိုက်ပြီးသွားရင်ဒီစာလေးတွေကို site တွေပြင်မယ်ဆိုရင်ကိုဆက်လက်မှာဒီလိုလေးမြားလေးကိုအယူတစားလေးပြအောင်ထားကလစ်နဲ့ကလစ်နဲ့ပြီးသွားရင်သူအလင်းကိုပို့မှာဖြစ်တဲ့အတွက်ဒီထက်ကပုံစံလေးရွှေလိုက်လေရတယ်နော်ဒီမှာဆင်းနေရှိတာကိုကြိုက်တဲ့ပုံစံလေး မှာရွေးလိုက်လေရတယ်ပြီးရင်တော့ size ပြင်မယ် home layer ကဒီမှာ size လေးကိုနည်းနည်းလေးပြင်ပြီးတော့အလဲကိုပို့မယ်ဒါလေးကိုနည်းနော်ပြီးရင်အဲဒါပိုးလုပ်ထားပြီးသားနောက်တစ်ခါစနေတနင်္ဂနွေလေးကိုအရောင်တရောင်ပြောင်းမယ်ဆိုရင်ဒါလေးကိုဆက်လက်မှတ်ပြီးတော့ဒီမှာစားထားတဲ့အရောင်လေးကိုပြောင်းပေးလိုက်ရတယ်အဲစနေတနင်္ဂနွေကိုဒီမှာအရောင်တရောင်ပြောင်းလိုက်ဆက်လက်မှတ်ဒီစာသားအရာနော် အလေးမှာနှိပ်ပြီးပြောင်းလို့ရတယ်။နောက်ဒီ rule ကိုဆက်လက်မှတ်ပြီးတော့သူ့ကိုအောက်ကိုနည်းနည်းချခြင်းဆိုတော့၄ရောက်ထည့်ရပြီးပြန်သွားလို့ရတယ်။၄ရောက်ထည့်တာခုဆိုရင် design ရှိနေပေါ့နော်။ဒါက insert တက်ထည့်ရသွားတယ်။ဒါက၄ရောက်တက်ထည့်ရသွားတယ်။အခုဆိုရင် rule ကို selection မှတ်ထားတယ်။ဒီရူရဲ့အမြင့်နေပြင်လေ alignment ပြင်ပေါ့ဒါလေးဆိုတာလေး alignment လေးထားလိုက်ပါဟုတ် alignment လေးထားပြီးသွားရင်တော့ နောက်ထပ်ပါလေးပြင်နေရတယ်ဆိုတော့လေးယောက်ထဲရနေပြီးတော့ပုံစံလေးပြင်နေရတယ်လေးယောက်ထဲကဘာလေးပြင်ချင်တာလဲဆိုရင်နောက်ထပ် background ကိုပြင်ချင်တယ်အဲ့တော့ select ဖြုတ်လာပြင်တော့တွေ့ date ကဘလိုလိုချင်တာလဲဆိုတော့ဒီမှာမှုနာကြည့်တာစက်တင်ဘာကဒီ date ကိုပတ်ကြည့်တယ်နော်စက်တင်ဘာမှာ2024မှာဘယ်ရက်နေ့စတယ်တနင်္ဂနွေရတရက်နေ့ရနေ့စတာ ဒါတရက်နေ့ကနေစရဲဆိုတော့ဒီအောက်ပြန်နေစာတက်ပြီးတက်ပြီးခေါ်နေတော့ဒါလေးရတော့နံပါတ်လေးဖြည့်သွားအောင်လေနော်၄၅၆ခုနှစ်အဲဒီမူလေးနံပါတ်လေးဖြည့်သွားမယ်နံပါတ်ဖြည့်ပြီးသွားရင်တော့အဲ့ဒါလေးတွေအလဲပို့ပို့ဆိုရင်ဒီလိုတွေကိုဆက်လက်မှတ်နော်ညအဖြူလေးဖြည့်အောင်ထားအောင်လေနော် အများကြီးလို့ဖြစ်ရင်ဖြီးပြီးတော့ drag in ဆွဲမှာလာ။ drag in ဆွဲမှာပြီးရင် home depth တွေက alignment center လေးကိုပို့ပြီးလုပ်ရတယ်နော်။ပြီးရင်တော့ size လေးပြင်ချင်ပြင်ပေးလို့ရတယ် size ။ဒါကိုယ့်ရဲ့စာဘူးမှာမူတည်ပြီးပြင်ပေးလိုက်ပါနော်။အဲ့တော့ဒီကစာလေးမှာဒီလို click နှိပ်လိုက်တဲ့အချိန်မှာဒီမှာ၄ယောက်လေးထွက်လာတယ်နော်။အဲ့၄ယောက်ထည့်ရအောင်ဒီမှာဒီစာလေးဆိုရင်အလင်းမှာထားဖြီးပြီးတော့ဆွဲမှာ။နောက်ထပ် alignment group တွေက လေးယောက်တက်ထရာနောက်ဆုံး alignment ပြည့်ရဲ့ပေါ့အတိုင်းစက်တက်လို့ရှိတာနောက်တစ်ခါစာသားရဲ့အရာလေးတွေကိုပြင်ကျင်နေဆိုရင်ကိုတိုက်တဲ့စာသားအရာလေးပြင်နိုင်တယ်နော်နောက်ဒါလေးတွေဆိုရင်လည်းအလိုပဲအထဲတွေကဟိုကအထဲတွေကနံပါတ်တွေကိုကောဆက်လက်မှတ်ပြီးတော့လေးယောက်တက်ထရာနောက်ဆုံး alignment ပြည့်ရဲ့ပေါ့ alignment စက်တက်လို့ပြောတယ်တကယ်လို့သူကဒီနံပါတ်လေးတွေကိုညာဘက်ကိုပို့ကျင်နေဆိုရင်တော့အလဲညာဘက်ဆိုတော့ ေးရပဲအဆုံဆုံးလေးနေတိုင်းဒါဆိုရင်တော့ညောင်ကလေးတွေပြောက်သွားမယ်နော်ပြီးတော့ရင်ဒီနံပါတ်တွေမှာဒီနောက်ကအကွက်တွေမှာမပါဘူးဒီတော့ mandate ပဲဒီမှာဆုံးလဲဆိုတော့30မှာဆုံးမယ်ဆိုတာဆိုတော့ဒါလေးပြောင်းဖြစ်လိုက်ပါ shift ပြီးတော့ကို30 subject 30နဲ့30 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 अच्छा देखो ये shit လို့ဖြည့်သွားလိုက်တဲ့အချိန်မှာဒီနောက်ဆုံးမှာတော့ပါလို့ဆို30ဖြစ်သွားမယ်ပေါ့နော်အဲ့တော့30ဖြစ်သွားမယ်ဆိုရင်ဒီဘက်ကဟာလေးကလို့ဖြစ်နေရလေဒါဆိုရင်ဒီအကွက်လေးတွေကိုဖြည့်ပြထလို့လေးဆွဲမှန်းလာတယ်သူတို့ပေါင်းမှာဆိုတော့ဒီထဲမှာမရှက်ပေါ့မဆဲလို့ရှိရမဆဲလို့နေပြလိုက်ဒါဆိုလို့ရသွားမယ်အဲ့တော့ဒီ salon ရဲ့ size ဒီပုံမှန်ကဒီ ခေါင်းစဉ် site ဒီဘယ်လောက်ရှိလဲဆိုတော့ home tab ထဲမှာ size ကိုတောင်းစီပြင်ထားပြီးတော့14လို့ပါလို့ပြင်ထားတယ်။အဲဒါလေးတွေက print ကြည့်လို့ရတယ်ပေါ့နော်။အဲ့တော့ print ကြည့်မယ်ဆိုရင်ဒီ loss ဒီ bound လေးဒီအပေါ်အောက်မတူတဲ့အတွက်ဒီမှာညာလေးနှစ်ခုပြောင်းထားပြီးတော့ညာနှစ်ခုပြောင်းထားဒီပြီးပါနော်။ပြီးပြီးတော့အပေါ်ပေါင်းစီရင်လည်းဒီအောင်ဆွဲချက်လိုက်။နောက်ဒီ box လေးအလိုပဲပြီးပြီးတော့ဒီလိုလေးဒီအောင်ဆွဲချက်လိုက် ဒါယူဆိုင်ရိုက်တာနော်တကယ်လို့ဒီပုံစံနဲ့ဆိုင်ရိုက်တာမကြိုက်ဘူးဆိုရင်နောက်ထပ်ဘာနဲ့ဖော်ထည်လို့ရမလဲဆိုရင် insert ထည်ရ warden နဲ့ဖော်ထည်လို့ရမယ်ဒါကတော့ကိုကြိုက်တဲ့ပုံစံလေးကိုရွှေ့သွားလိုက်ပြီးရတယ်နော် insert ထည်ရ warden နဲ့ကိုဖော်ထည်တင်တာ September ဆိုရင် September 2024အဲဒီစာလေးကိုဥပဒီဘက်ကိုထားမယ်ဆိုရင်ဒီဘက်အဲ့ဒါကို rotate လုပ်ခြင်းနဲ့ဆိုရင် ကိုတိတ်လို့ control set နေရာရွေ့သွားပြီနော်ဒါလေးကိုနေရာလေးပြန်ရွှေ့ရွှေ့ပြီးတော့ဒီမှာ update ဒါသူဒီအဲ့လို rotate မလုပ်ချင်ရင်လည်းဒီမှာလှည့်တဲ့ကောင်လေးရှိတယ်နော်အဲဒီမှာ rotate box မှာရှိတယ် rotate box မှာ flip ဒီဒီပါဆိုရင် rotate ညာဘက်ကိုလှည့်ပါလားဘယ်ဘက်ကိုလှည့်ပါလားဒါလေးရွှေ့ အဲ့ဒါဒါဒီ rotate left right ဒီမှာ flick body ရဲ့ flick horizon နဲ့ more rotation ဒီလိုလေးပါလို့ရတယ်နော်အဲ့ဆို more rotation မှာဒီညာဘက်ကိုရွှေ့ခြင်းညာဘက်ကိုရွှေ့ခြင်းလားဆိုရင် rotate box မှာ90ရိုက်ထည့်လိုက်မယ်90 enter ဒါဆိုရင်ထောင်းလိုက်ပြီးဖြစ်သွားပြီဒါကတော့ကိုထွင်ကျင်တဲ့ပုံစံတိုင်းထွင်ပါ subject ပါဒီလိုလေးထည့်လိုက် ဒီစာအတော့သူကရှေ့မှာထည့်ခြင်းဒီနေ့ရက်ရှေ့မှာတော့ထည့်လိုက်စက်တင်ဘာ2020ဒီနေ့မှာမထည့်ခြင်းရင်လည်းဒီစာကိုဖြတ်ပြီးတော့ဒီ word app ကိုဒီထဲကိုပေါ်ထည့်လိုက်လို့လည်းရတယ်အဲ့တော့ကိုယ်စိတ်ပူတိုင်းလေးပြင်သွားလိုက်တယ်နော်အဲ့တော့ဒါလေးကိုမြန်ပြန်ရွှေ့မယ်ဖြစ်ပြီးတော့ဒီဘက်ကိုရွှေ့သူ့ဘာလေးပြန်လုပ်ချင်တာလဲဆိုရင် rotate box မှာအတက်ပြန်လုပ်ချင်တာ move rotation ဒီမှာဘလောက်လေးပြန်ပြင်ပေးမယ်ဆိုရင်180ဆိုတာလေးပြန်ပြင် ဒါဆိုရင်ပြောင်းမြန်ပြန်ဖြစ်သွားပြီနော်အဲဆိုရင်ဒါလေးကိုတင်ပြီးပြီးတော့ delivery တက်ကလစ်ပြလိုက်လို့ရတယ်ဒါတော့ကိုကြိုက်တဲ့နည်းနဲ့တော့မှစင်ပြီးရအဲတော့ခြားလေးတော့ပြင်သွားပြီဒါလေးကို print ကြည့်ကြမယ် control p နော်ဒါဆိုခြားလေးအဲ့မှာနောက်ထပ်အကြောင်းလေးဖြည့်ခြင်းတယ်တချို့ဆိုနောက်ထပ်အကြောင်းဖြည့်ခြင်းတာရှိတယ်နောက်ထပ်အကြောင်းဖြည့်ခြင်းတယ်ဆိုရင်တော့ဒီ service ကိုမှတ်ထားတဲ့ချိန်မှာသူကအပေါ်မှာလေးယောက်တက်ပြီးပြန်ချပြရတယ်နော်လေးယောက်တက်ပြီး design တက်ပြီးအဲ့တော့အဲ့ထဲမှာ လေးယောက်တက်တချို့ကတော့အဟောင်းတွေမှာကြာတော့လေးယောက်ထဲမှာမြင်ရလိမ့်မယ်ဒီဇိုင်းတက်ထဲကအခုဒီထဲမှာဆိုရင် pinch color ဆိုတာလေးရှိတယ် pinch color တွေကကိုလိုချင်တဲ့အရာလေးတရားကိုရွှေလိုက် blue color ဆိုပြီးဒီမှာအရာဖြော်လေးတစ်ခုရွှေမယ်ဒီကင်းနဲ့ထွက်လိုက်နော်အဲဆိုရင်နောက်ခံအရာဒီကနေတော့ပြင်လိုက်ပြီးဒါရော color မထည့်ဘူးရိုးရိုးအဖြူပဲယူမယ်ဆိုရင်တော့အဖြူပဲယူလိုက်နော်အဲဒီမှာအရာဖြော်ဖြော်လေးထည့်လိုက်မယ်နော် ဲ့အဲ့ဆိုရင် control p လို့ကြည့်လို့ရအောင်နော်ဒါဆိုရင် calendar ပုံစံလေးအဆင့်ပြပါဒါဒီပုံစံသွားတယ်နော်အဲ့တော့ calendar ပုံစံလေးတွေမှာ microsoft word မှာကိုလိုချင်တဲ့ပုံစံဒါဆိုရင်တော့ download ပုံစံလေးယူထားရရှိတယ်နော်အဲ့တော့အခုနောက်ဆုံးလုပ်ထားရတော့ကိုယ့်ဘာကိုခေါ်ထည့်ထားတယ် calendar ပုံစံလေးဒီပုံစံလေးရအောင်နော်အဲ့ဒါကဒါလေးတွေကကြတော့ test box ကိုတုံးပြီးထည့်ထားရတယ်ဒါကဘာလို့ပုံကိုခေါ်ထည့်ထားတယ်ဒါကတော့ အဲ့အိမ်မှာမှာဘောင်ကိုဟိုချင်းကျင်တယ်ဆိုရင်တော့ဘောင်လေးကိုပြန်ပြင်ပေးလိုက်ပေါ့သူကတက်ထဲမှာအဲဒီမှာ၄ယောက်တက်ရှိတယ်နော်အဲ့တော့နောက်က၄ယောက်တက်ထဲမှာဒီမှာတေဘယ်ရဲ့ border တွေပါတွေကိုပြင်ပေးလို့ရတယ်အဲတကယ်လို့တရားအမြင့်နေပြင်ခြင်းဒီမှာ distribute rule ဆိုရင်ဒါလေး rule လေးကိုမြင်အောင်ပြန်ပြီးချိန်ပြီးလိုက်တာနော်ပြီးရင် design လေးကဒီမှာကိုကြိုက်တဲ့နောက်ထပ်ပုံစံလေးပြန်ယူလိုက်လို့ရတယ်ပုံစံမကြိုက်ဘူးတခြားပုံစံလေး yayi. Ina so na san ki ba. Yadda na sa